ခက်ကဒီခက်ကဆယ်ဒီခက်ဆိုဆယ်ဒီရွှေရူးပေါ့ဟိုဒေါ်မိုးကလည်းသူကအားကြမကန်အရင်ကဒေါ်မိုးလို့မဟုတ်တော့ဘူးကွာသူကလည်းအခု model ခက်ရောက်နေဆို model ဒေါ်မိုးပေါ့ရွှေရူးရွှေရူးဦးရွှေရူးဒေါ်မိုးဒေါ်မိုးသူကတရုတ်ဆောင်တာလည်းကောင်းတယ်ရှေးဆိုတာလည်းကောင်းတယ်သူအကုန်ကောင်းတယ်ကောင်းကောင်းနေကြအလန်အောပါချီးလက်ချီးကျူပါဒါကြောင့်မို့လဲသူအကယ်ဒမီတွေလည်းခဏခဏရတာပေါ့နော်ရင်ငါလို့မအားတော့ပါကျွန်တော်လေးရင်ငါလို့ကျွန်တော်ထင်တယ်ဒီကတင်ပြီးသွားရင်တော့မှလာမဲ့ ကထင်ရသည်ဆိုရင်တော့မတော်တော်ဒီသင်ရဖွင့်ကြကကြမယ်လို့တော့ထင်ပါတယ်ဗျာဟာအဲ့တော့ကျွန်တော်ထိုင်းရောက်နေပါဗျအဲ့ဒီကထိုင်းဖြစ်ချင်တော့ထိုင်းကပြန်မဲနေဗျပြန်မဲနေကိုအာကျွန်တော်လေလက်မှတ်ချိန်တာဘယ်တော့မှချိန်လို့မရအောင်ဆိုတော့ဟိုဟာပေါ့အဲ့ရဲ့ အဲပရီမီယာရှိုးရက်ပဲကျွန်တော်ကလေရင်ကဟိုကထွက်တဲ့လေရင်ကအချိန်8နာရီ40ဆိုတော့ဒီ10နာရီလောက်မှရောက်တယ်ဆိုတော့ဒီမှာပရီမီယာရှိုးကညနေ9နာရီခွဲဆိုတော့ဘယ်တော့မှမမီဘူးပေါ့အဲ့ဒါနဲ့မရောက်ဖြစ်တယ်မရောက်ဖြစ်တယ်ပေါ့ဟုတ်ကဲ့ပါဟိုအဓိကတော့ဟိုပါပဲဟိုနေတိုးနေတိုးအဓိကပဲပေါ့နော်အာညီလေးနေတိုးက ဒီမြန်မာမှုနဲ့ပတ်သက်တာပြီးဆိုလို့ရှိရင်ရုပ်ရှင်ကားတွေရုပ်ရှင်ဆောင်ဝင်တီတွေဆိုရင်နေတော့ကျွန်တော်အများအန်3 D ရတော့လှမ်းလှမ်းဆက်တယ်ပေါ့နှောင်းတော့ကလည်းအဲ့လိုပဲပေါ့နော်နှောင်းတော့ကလည်းအဲတေချာစိတ်ပါဝင်စားတာနဲ့နှစ်ပြီးတော့ကျွန်တော်အလုပ်လုပ်ကြတာပေါ့နော်အဲလုပ်တဲ့အတိုင်းလည်းအောင်မြင်ခဲ့တယ်ပေါ့နော်အခုလည်းအဲဒီအကယ်မီလည်းရခဲ့တယ်ပေါ့နော်အခုလည်းဒီကန်ဝင်ကတူးကားအတွက် ဲလုတ်တဲ့အချိန်ကျတော့ဒီဒီဥရွှေတော်မူဟိုဟိုကတဲ့စီမီပါတယ်ပေါ့နော်ပါတော့ကျွန်တော်ဇက်ဟိုဘာပဲပြောပြောကိုရေးရမယ်နေရာတနေရာလေးဆိုပြီးမြဲလဲဒီဇက်တထုတ်လို့ကိုကတိမှာဖြစ်မှာဆိုတော့ဂါဒီမန်ကတူးအကြောင်းဇက်အစအစိုးကျွန်တော်နားထောင်လိုက်တယ်အဒီဟာကျတော့လွဲပါတယ်လွဲပါတယ်ဆိုတာဥရွှေတော်မူကဆိုတာဒါနဲ့ဥရွှေတော်မူကဆိုတာဟိုဥရွှေတော်မူတရှင်ကငကူမူလတရှင်ကရှိပြီးသားလေဆိုတော့အခုကခက်ကဒီခေတ်ရောက်နေဆိုတော့ မြန်မာမှုလည်းပျောက်သွားလို့မရဘူးနောက်ပြီးတော့လည်းလည်းဒီခေတ်နဲ့လည်းကိုက်နေမဲ့ဟိုဥရှိယတို့မဖြစ်ရဆိုတော့အဲ့ဒါလေးကိုပဲကျွန်တော်ကဖမ်းလိုက်ပြီးတော့ဟိုပါတော့ရွှေယူကလည်းအရာတော့မယူတော့ဘူးပေါ့အရာတော့မအားတော့ဘူးပေါ့အမော်ရဟိုဆယ်လီပေါ့အခုခေတ်ကဒီခေတ်ကဆယ်လီခေတ်ဆိုတော့ဆယ်လီရွှေယူပေါ့အမော်ရောကလည်းအဟိုမော်ရောဖြစ်တယ်ဟိုဒေါ်မိုးကလည်းသူကအားကြမကန်အရင်ကဒေါ်မိုးလို့မဟုတ်တော့ဘူးကွာသူလည်းအခုမော်ဒယ်ခေတ်ရောက်နေဆိုမော်ဒယ်ဒေါ်မိုးပေါ့ အာဆူယူနဲ့ယူယူနဲ့မမိုးနဲ့ဘလို့ချစ်တယ်ဟောဘာကြမ်းလဲဆိုတော့ဒီခေတ်ကလေးတွေလူငယ်တွေလဲဟောဘောနော်ခံစားလို့ရအောင်အဲဒီရှေ့ရိုးရလဲမပြောက်အောင်အဲအဲ့လူတွေစဉ်းစားပြီးတော့ဒါလေးကိုတေချာဖန်တီးလိုက်တာပေါ့နော်အဲဒါလေးကငကူလေးကကျွန်တော်ကြိုတွေးထားတာပေါ့နော်။ဘာပဲပြောပြောဒီဟိုအနေထားလေးနဲ့ဒီအသွားလာလေးနဲ့ကဒါက လူတော်တော်သဘောကြမယ်သဘောမှာရှိတယ်။အဲတော့အားလုံးတော်တော်များများလိုက်ဆော့မှာဆိုတော့ထင်တဲ့အတိုင်းပဲအခုတော်တော်များများဟိုမှာတကယ်ဟိုတစ်တော့ဆယ်လီတွေရအစတော်တော်လိုက်ဆော့ကြတာပေါ့။လိုက်ဆော့ကြတာဆိုတော့အဒီချင်းလေးကကျွန်တော်ထင်တယ်ဒီကတင်ပြီးသွားရင်တော့မှလာမယ့်ကထိန်ရာသီဆိုရင်တော့မှတော်တော်ဒီချင်းကဖွင့်ကြကကြမယ်လို့တော့ထင်ပါတယ်ဗျ။လုတ်ပေးရတယ်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 ဆိုတော့က ဟောဟိုအဲ့သူစိုးရမှုမှုတော့ပြောပြတာပေါ့အာဘလူရိုးရိုးသချင်းနဲ့မတူဘလူလေးဆိုအထင်းငော်လေးနေအဲ့သူသူဥရွှေဥတော်မူရဲ့ original ကသူကနှစ်ယောက်ကစလိုက်နောက်လိုက်ပြောင်းလိုက်နေတော့ရွှေဥတော်မူကလေဆိုတော့အထင်းငော်လေးပါတယ်ဟိုအာစတာနောက်တာပါတယ်ဆိုတော့အာနီနီတိုးဆိုတော့ဒါနဲ့ကျွန်တော်ကရွှေနေတဲ့ဆိုတာသူကတော့အမြင်အဆုံမေဂျာဆိုတော့ပြဿနာမရှိဘူးအာနီတိုးဆိုတော့နီတိုးကိုလည်းကျွန်တော်အများကြီးသင်ရမယ်ထင်တာဟာနီတိုးက ဲ့လောက်မသိဟာဘူးတကသူကသဘောပေါက်တယ်သူ့ကိုကျွန်တော်ရွေးရှင်ပုံစံနဲ့မခိုင်းနိုင်ဘူးတော့ပြောလိုက်ညီညီလေးဒီနေရာမှာဒီလိုထိတာငော့တာပြီးဒီလိုအံ့ဩဝါတာပြီးလို့ရှိရင်ဒီလိုပြန်ပြောတာဆိုတော့သူအဲ့မှုကို तू ကရကျွန်တော်ကျွန်တော်ဟို EMS မှာ तू ဆိုတာနှစ်ခါလားမသိဘူးပြအများကြီးမဆို तू နှစ်ခါနှစ်ခါလောက်ဆိုသွားတာပြီးသွားတာကောင်းတယ်ဟို तू ကလေအမှုပညာဟို talent တော်တော် တော်တော်ထူးခြားတယ်သူကတေးရုံဆောင်လာလဲကောင်းတယ်ချေးဆိုလာလဲကောင်းတယ်သူအကုန်ကောင်းနေတာအကုန်ကောင်းနေတာကြောင့် LNO ပါတယ်ချီးတဲ့ချီးကျူးပါတယ်ဒါကြောင့်မလဲသူအကယ်ဒမီတွေလဲခဏခဏရတာပေါ့နော်ရှင်းရှက်တယ်ရှက်တယ်အခုဓာတ်ထဲမှာနှစ်ကားပေါ့နောင်နဲ့ဓာတ်နဲ့ပေါ့နှစ်ကားပေါ့ဟုတ်နှစ်ကားလုံးပေါက်တာနော်နှစ်ကားလုံးပေါက်တာဟုတ်သတိရတယ်သူလက်လက်ကြီးပေါ့ဟုတ်ဟုတ်သူကတပြန်ရှက်လို့နေရှက်လို့နေ တိုက်တယ်ကသူတို့ကတော့ဟိုပါခန်းလုံးငတူကားပဲသချင်းတိုက်တယ်သူတို့မပေးတာကျွန်တော်ကျွန်တော်အနေနဲ့ပြီးထားတော့ဆယ်လီရွှေရုံးနဲ့မော်ဒယ်တော်မူအဲ့လိုပြီးထားတာပေါ့ဆယ်လီရွှေရုံးနဲ့မော်ဒယ်တော်မူ